ဖူးပွင့်သစ္စာရောင်စုံပန်းဆိုတဲ့စာအုပ်လေးရဲ့မျက်နှာဖုံးမှမြင်ရတာကတော့တဏှခဖဲကြားနဲ့ပါလီတယောက်ရဲ့မျက်နှာပါသူကကရင်အင်ကြီးအနီရောင်လေးကိုဝတ်ထားပါတယ်သူ့ရဲ့သပင်လေးတချို့ကနှစ်ဖူးပေါ်မှာဝဲပြီးကျနေတယ်ပါဇက်လေးကိုဟပ်ပြီးညဝန်းနဲ့နဲ့လေးနဲ့လှမ်းပြီးကြည့်နေတာအပေါ်သွားလေးသုံးချောင်းတောင်ပေါ်နေပါရောလားပုံလေးကိုပောင်းမွင့်လေးတွေနဲ့ရန်ထားပါတယ်မျက်နှာဖုံးကြော့ကတ်ထားတာကတော့ဝါရောင်နောက်ခံပေါ်မှာပောင်းမွင့်၆ပွင့်ပါတဲ့ပုံလေးပါ ဒုတိယပုံလေးမှာလည်းသူ့လေးပါပဲအောင်းမွေးပုံလေးတွေပါတယ်အဝါရောင်နောက်ခံမော်ကပြရောင်အကွက်လေးထဲမှာသားလေးရဲ့မျက်နှာရှိနေပါတယ်သူကပါဇက်ကိုပြဲနေအောင်ဟပြီးရီမောနေပါတယ်စာမျက်နှာတက်မမကြီးကရေထည့်ပေးမမောင်လေးကခခသွေးပကြားအဲ့တွေထနေတဲ့ခြံဝန်းမြေပြင်တနေရာမှာတစ်သားခုနှစ်ခုထိတ်တိုက်ရှိနေပါတယ်တစ်ခုကခုန်တန်းရှည်ဖြစ်ပြီးနောက်တစ်ခုကတော့ဘေးပပတ်လေ ပေါင်းခတ်ထားတဲ့အေးတန်ခုံတစ်ခုဖြစ်ပါတယ်။ခုံတန်းရှိပေါ်မှာတော့သမီးလေးတစ်ယောက်ရှိနေပြီးပြင်းတင်တိုင်းနဲ့သားလေးကတော့အေးတန်ခုံလေးပေါ်မှာပါ။သူတို့နှစ်ယောက်ညနေချင်းဆိုင်ထိုင်နေကြတာပါ။သူတို့နှစ်ယောက်ရဲ့ကြားမှာတနခါကြောက်ပြင်တစ်ခုရှိနေပါတယ်။သမီးလေးကသားလေးနဲ့ပိုးပြီးအသက်ကြီးတဲ့မမပါပဲ။မမကပြာရောင်အဝိုင်းပြောက်လေးတွေပါတဲ့ဃာဝန်အင်ကြီးအဖြူကိုဝတ်ထားပြီးသူကောင်းကသပင်တွေကိုတက်တောင်စီလေးစီထားပါတယ်။ ူကခုံမမာဒူးလေးကိုပေးပြီးထိုင်ရင်ပလတ်စတစ်ဘူးတစ်ခုလေးရရေကိုကြောက်ပြင်ပေါ်ကြအောင်လက်နှစ်ဖက်နဲ့ညှစ်ထည့်နေပါလေ။သားသားလေးကခုံတန်းပေါင်ကိုလက်တစ်ဖက်နဲ့ကင်ထားပြီးနောက်တစ်ဖက်ကတော့တနခါတုံးတုံးကိုကင်လို့ကြောက်ပြင်ပေါ်မှာသွေးနေပါလေ။နှစ်ယောက်လုံးဟာတနခါသွေးတဲ့အပေါ်မှာပဲအာယုံစိုက်နေကြပါလေ။စာမျက်နှာနှစ်လှလှကလေးလူပေးကွယ်မမမောင်လေးလိန်ပါတယ်။မမကကြောက်ပြင်ပေးမှလက်နှစ်ဖက်ကိုထောက်ပြီး မျက်နာလေးကိုမော့ပေးထားပါတယ်။သားသားလေးကကြောက်ပြမောကတနခါကိုယူပြီးမမရဲ့နှခုလေးကိုလိမ့်ပေးနေပါတယ်။အာယုံစိုက်နေရတာမို့လို့သားသားရဲ့ပါးစပ်လေးကဖာနေပါတယ်။မမကတော့မျက်လုံးလေးမေးပြီးသူ့မောင်လေးကိုကြည့်နေတယ်။သားမျက်နာသုံးမောင်လေးအလဲမမရဲ့လူပေးပါအောင်ကွယ်ဒီတခါတော့မောင်လေးသသအလင်းခံရမယ်အဲ့ပါမမကသူ့ရဲ့ကိုယ်ကိုရှေ့ဘက်ကိုင်းရင်သသလေးရဲ့ဘာပေါ်မှာ တနခါလိမ့်ပေးနေပါတယ်။တသားလေးကပျော်လွန်းလို့ထင်ပါရဲ့။နှစ်နှစ်ချိုက်ချိုက်ရီမောနေတယ်။တနခါပဲသားနဲ့မောင်နှမနှစ်ယောက်ကတယောက်နဲ့တယောက်တိတ်ချစ်ကြတာပဲနော်။စာမျက်နှာလေးငငယ်ချင်းနဲ့ကစားမမမလိုက်ခဲ့ပါ။ဒီပုံမှန်တွေ့ရတာကတော့တသားထိုင်ခဲ့တဲ့တသားခုံလေးပေါ်မှာဘရုံးစုံမင်းပေါက်လေးနဲ့မိမိလေးတယောက်ထိုင်နေတယ်။ချောကလက်ရောင်အဆက်ကလေးတွေပါတဲ့ကောင်ဝင်အင်းကြီးကိုဝတ်ထားတယ်။သူ့ရဲ့ရှိမကပပလေး တာတာလေးရဲ့ဘေးမှာမမကရက်နေတယ်။သူတို့နှစ်ယောက်ကလေမောရောင်အကွက်လေးတွေနဲ့တက်ကလအုပ်အရုပ်ကလေးတစ်ယောက်ကိုအတူတူကန်ရင်းမိမိလေးကိုဖေးဖို့ကြိုးစားနေပါတယ်။မိမိလေးကပြုံးပြီးအရုပ်ကလေးကိုကြည့်နေတယ်။အင်းတခုတတိထားမိတာကတာတာလေးဟာမိဖမမဒီအတိုင်းရက်နေတာမဟုတ်ဘူး။လက်ကင်နှစ်ဖက်ပါတဲ့ကျွန်းလဲလိုမျိုးဟာလေးကိုအားပြုပြီးတော့ရက်နေရတာပါ။လက်ကင်လှဲလေးပေါ့။ရှေ့မှာဘင်းလေးတွေတက်ထားတယ်။စာမျက်နှာငါး မဟုတ်ပေးပါအောင်ဘူဖို့ရာဒါလဲဆော့ချင်တာမျက်ပြင်ရှည်တွေနဲ့စိမ့်ဆူနေတဲ့ကွက်လက်တစ်ခုပေါ်မှာခြားတစ်ချက်ခြားထားတယ်အနောက်ဘက်မှာလည်းပဲတဲအိမ်လေးတချို့နဲ့ခြံစည်းရိုးတိုင်တွေကိုမြင်နေရတယ်တစ်ပင်ကြီးတွေလည်းရှိနေပါတယ်ဖြားပေါ်မှာတော့အုတ်ထုတ်အဖြူရောင်ကိုစောင်းထားတဲ့ပိုပိုကြီးနဲ့အတူဘောင်းမီအဝါရောင်ပြီးရင်တန်းတန်းအနေနဲ့သသားလေးတို့ထိုင်နေကြတယ်သူတို့နှစ်ယောက်ရဲ့ကြားမှာမှုတ်ပြီးသားပူပေါင်းတွေချိတ်ထားတဲ့ဘတ်ကတ်လေးတစ်ခုပိုပိုကြီးက မမှုရသေးတဲ့လေမောရောင်ပူပေါင်းရှည်တစ်ခုကိုပြင်ထားပါဗျ။အစိမ်းရောင်လွယ်အိတ်တလုံးကိုလည်းတိုင်းလွယ်ထားသေးတယ်။ပူပေါင်းနေထည့်ထားတာဖြစ်မှာပေါ့။ပသားလေးကတော့ပစအဟောင်းသားနဲ့ငေးကြည့်နေရှာတယ်။စာမျက်နှာ6ဖားစီတလှည့်လာပါကွယ်။ကန်ဆက်သွားကြမယ်။သပင်တွေဖူးဖေးဖြူနေတဲ့ဖွားကြီးတစ်ယောက်ကပသားလေးကိုချီထားတယ်။သားလေးကနှာခမ်းကိုတွတ်နေအောင်ကြုံရင်းသူ့လက်ကလေးနဲ့ဖွားဖွားရဲ့မျက်နှာကိုတွတ်ကြည့်နေပါလေ။ ွားဖွားကသူ့ကိုပဆိုးတက်တဲ့နဲ့တလွေတိုင်းပတ်ပြီးရင်ခွေမှာပွေ့ချီထားတာပါ။စာမျက်နှာခုနှစ်ကက်ကက်လေးတွေ တွေ့လားခွဲဒီချိုးပြီးတော့တက်လာတယ်။ချုံငယ်ပင်တွေပွန်းလွှမ်းနေတဲ့ရေအိမ်လေးတိုင်ရဲ့အဆက်မှာဖွားဖွားနဲ့တသားရှိနေတယ်။ဖွားဖွားကရေကန်လေးကိုကြော့ပေးထိုင်နေပြီးသူ့ရဲ့ရင်ခွေမှာတလွေတိုင်းချီပိုးထားတဲ့သားလေးကိုငုံကြည့်လို့ရှေ့ကိုလက်ညှိုးထိုးပြနေတယ်။သားသားလေးကတော့တလွေတိုင်းထားတဲ့ပဆိုးတွေကနေ ူ့ရဲ့ခန္ဓာကိုယ်ကို ရှေ့အောင်ငိုက်လို့တက်ကလေးဆန့်ပြီးကြည့်နေပါတယ်။သူတို့ရှေ့မှာတော့ခြေကနေရတက်လာတဲ့ဘဲပေါက်စာလေးတစ်အုပ်ကိုတွေ့ရပါတယ်။စာမျက်နှာရှေ့ဒီနေ့ကိုလည်းကူညီမယ်။ဒါမှအားရှိတယ်။စိုက်ကင်းလေးတစ်ခုရဲ့အလယ်မှာမိမိဟာပသနဲ့အတူရှိနေပါလေ။သသားကမတ်တက်ရက်ပြီးသူ့လက်ထဲမှာခြင်ထားတဲ့ခြေပုံးလေးတွေကခြေတွေကိုရှေ့ကအပင်တွေပေါ်ကိုတောင်းချနေပါလေ။မိမိကမြေပြင်မှာစောင့်ကြောက်ထိုင်နေ တာတာကိုပြုံးပြီးကြည့်နေပါလေပြီးတော့မိမိရဲ့လက်တွေကတာတာလေးလဲပြုံမသွားအောင်ထိန်းထားပေးတယ်လို့ရယ်စာမျက်နှာကိုရှောက်လေကြမယ်ဖေကြီးရဲ့မြန်မြန်နင်းပါကွက်အနောက်ဘက်မှာအုတ်ဆိုင်နေတဲ့တစ်ပင်တွေနဲ့ခလန်းလန်းကတဲအိမ်စုလေးတွေကိုလှမ်းမြင်နေရတယ်အရှိဘက်ကမြေပြင်မှာတော့တာတာရယ်ဖေဖေရယ်စပင်းတစည်းရယ်ပါရှမ်းတိုက်ပုံလက်တို့နဲ့ဖေဖေကပြုံပြုံကြီးနဲ့စပင်းကိုပတ်ထားပါတယ် အဲ့ဒီသပင်းရှိကချင်းလေးထဲမှာတော့သသားလေးပါ ချင်းလေးထဲမှာထိုင်နေတဲ့သသားကကြီးမောမောနဲ့ဖြစ်ဖြစ်ကိုမော့ကြည့်နေတာပေါ့စာမျက်နှာ30မောင်လုံးလေးရဲ့တနေတာအဖက်ဖက်ကစိတ်ချမ်းသာအလယ်မှာအဝိုင်းလေးတစ်ဝိုင်းသူ့ဘေးပတ်ချလဲမှာနောက်ထပ်အဝိုင်းလေး၅ခုထပ်လိုက်တော့ပန်းပွင့်လေးလိုဖြစ်နေတာပေါ့အောက်ကနေဂျိုးတာနဲ့အရွက်ကလေးတွေတက်ထားတယ်ပန်းပွင့်အလယ်ကဆက်ဝိုင်းထဲမှာကတော့ တနခါပဲကြနဲ့ပြုံးမယောင်တသားရဲ့မျက်နှာအပေါ်ကဆက်ဝိုင်းမှာတသားနဲ့ဖွား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 မျက်နှာကိုတသားကတွေ့ကြည့်နေတယ်။နောက်တစ်ဝိုင်းမှာကဘူပေါင်းဖွင့်ပေးနေတယ်ဖွားဖွားနဲ့တသားပြီးတော့ရုပ်ပုံစာအုပ်ကြည့်နေကြတယ်တသားနဲ့မမကြီးသပေးမော်ကတသားနဲ့ဖေဖေးတစ်ပင်ကြီးလောင်းနေကြတယ်မေမေနဲ့တသားအဲ့ဒီလိုမျိုးအစင်လိုက်ဆက်ဝိုင်းလေးပေါ့ကြောစရာမိသားစုလေးပါပဲ။ ာမျက်နှာ7အားလုံးချမ်းသာကြည်ရွှင်လားဥပ္ပတ္တစရောင်းဆုံးပါပုံထဲမှာကတော့ဂျိုင်းတောက်တွန်းလဲလေးကြားမှာရက်နေတဲ့သသားလေးပါလက်နှစ်ဖက်ကသက်ကလအုပ်အယုတ်ကလေးကိုဂိုင်းလို့ပချားအဲ့နေတဲ့မြေပြင်ပေါ်မှာအားဆိုင်ရရင်ဇာလေးကိုဟလို့ယုံကြည်နေပါတော့တယ်။ဘာငယ်မောင်လူလေးဟာမတန်မင်းမဲ့လဲသူ့ကိုချစ်တဲ့သူနားလည်စာနာဖေးမတဲ့သူတွေနဲ့အတူနေရတော့သိတ်ကိုစိတ်ချမ်းသာပြီးသူ့ဘဝလေးကကြောစရာကောင်းမယ်ဆိုတာ တည်ချပါပဲနော်။နောက်ဆုံးစာမျက်နှာကတော့ဒီနေရာလေးမှာချစ်စရာအကောင်းဆုံးပုံလေးကိုဖြည့်ပေးပါတဲ့။သာသာမီမီတို့လည်းစစ်ကူးတွေကချစ်စရာပုံလေးတွေဖြည့်ဖို့အမေ့ကြနဲ့နော်။